โอเคဒီနေ့ကတော့ MWC 2025ရဲ့အကြောင်းပေါ့နော်ဒါလွန်ခဲ့တဲ့ match လ3ရက်နေ့ကလုပ်ခဲ့တဲ့ event ဆိုတော့ပြောရမယ်ဆိုရင်နည်းနည်းတော့ကြာနေပြီဗျာဒါပေမဲ့လည်းခုဖြစ်တဲ့တက်တွေအများကြီးပါတာဆိုတော့လည်းပြောရမှာပေါ့ပထမဆုံးပြောချင်တဲ့အကြောင်းကကြတော့ Techno Space Link ဆိုတဲ့အကြောင်းပါဒါကတော့ Techno ရဲ့အပါဆုံးဖုန်းပေါ့နော်ကမ္ဘာအပါဆုံးဖုန်းလို့တော့မပြောချင်ဘူးဒါပေမဲ့ dual camera setup ပါပြီးတော့9000 mAh ပါတဲ့ battery ဖုန်းတွေထဲမှာတော့ဒီကောင်ကအပါဆုံးလို့ပြောလို့ရတယ်ဒီကောင်ရဲ့ဒီ thickness က 5.75 mm ပဲရှိတဲ့အတွက်လောလောဆယ်မထွက်လာသေးတဲ့ S25 Edge တို့ဒါ iPhone 70 Air တို့အကောင့်တက်ဆောင်ဘူးတော့ပါနေသေးရဗျာဒါပေမဲ့ဒီဖုန်းကိုအပားဆုံးလို့ထင်နေပြီဆိုရင်တော့မဟုတ်သေးပါဘူးဒီထက်ပါတဲ့ဖုန်းတွေကလွန်ခဲ့တဲ့အဲ7နှစ်လောက်ကထွက်ခဲ့မှုရဲ့ဖုန်းတွေအများကြီးရှိတယ်ဗျာဘာလဲဆိုတော့ဒီ Vivo X5 Max ဆိုရင်4.75 mm ပဲထူတာဆိုတော့ဒီကောက်ထက်ကိုနောက်ထပ်1 mm လောက်ထပ်ပြီးတော့ပါနေသေးတယ်။ဒါပေမဲ့အဲတော့ technology နဲ့သူ့ရဲ့ battery ဟို capacity သေးသေးလေးနဲ့ကကျတော့အဲ့လောက်ပါတာကပို့ပြီးတော့ဖြစ်နိုင်တယ်။အခုတော့9000နေရာတောင်ပါတာဗျာ။ Okay ထားပါတော့ အဲအဲ့တော့ဒီ Vivo X5 Max ကအပါဆုံးဖုန်းလို့ထပ်ပြီးတော့ပြောလို့မရသေးဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့သူထပ်ပါတဲ့ဖုန်းဆိုရင်ကျွန်တော်တို့အခုလက်ရှိထွက်ထားတဲ့ Huawei ရဲ့ Try 4ပေါ့နော်။ Huawei အဲ Mate HD Ultimate ဆိုတဲ့ကောင်ကသူက screen သုံးချက်မှာနှစ်ချက်က3.6 mm အထူပဲရှိတယ်။အဲ့ဒါဥမာနောက်တစ်ချက်ကကျတော့4.75 mm ဆိုတော့လောလောဆယ်မှာကမ္ဘာအပါအဝင်ဖုန်းကိုသတ်မှတ်ရမယ်ဆိုရင်တော့အဲ့ဒီ Huawei Mate XD Ultimate ကိုပဲပြောရလိမ့်မယ်။ Okay နောက်ထပ်ပြောချင်တဲ့ဖုန်းအကြောင်းကကျတော့ Infinix ရဲ့ Solar Power နဲ့အားသွင်းလို့ရတဲ့ဖုန်းဆိုတော့လူတွေကပြောကြတယ်ဗျာဖုန်းကဒီတိုင်းသုံးရင်တော့ပူနေတာ Solar Power နဲ့အားသွင်းရင်ပို့ပြီးတော့ပူမှာပဲလို့ပြောကြမယ်ပေါ့နော်ဆိုတော့ ဆိုလာပါဝါကနေရောင်အောင်မှာအသင်းလို့ရတယ်လို့ဘယ်သူပြောလဲဗျနေရောင်အောင်မဟုတ်လဲတုံးလို့ရတယ်ဆိုပေမဲ့နေရောင်ဓာတ်ရိုက်မှာတုံးမယ်ဆိုရင်တော့ဒါအလုပ်ပုတ်ဖြစ်တာကိုတော့လက်ခံရမှာပါအခုသူတို့ပြလာတဲ့ပုံစံအတိုင်းဆိုရင်လည်းဒီဖုန်းကအခုလိုမျိုးအလင်းရောင်နည်းနည်းကောင်းကောင်းပေးလိုက်မှအားစာသွင်းတာဆိုတော့တကယ်တမ်းပြောရင်တော့နေရောင်ဓာတ်ရိုက် အောက်ရောက်မှအားစာသွင်းမယ်ဆိုတဲ့သဘောမှရှိတယ်ဆိုတော့ဆိုလာပန်နယ်ပါတယ်ဆိုတဲ့သဘောကဖုန်းရဲ့နောက်ကျောကြီးမှာဆိုလာပန်နယ်ကြီးကပ်ပေးတာမဟုတ်ဘဲနဲ့သူ့ရဲ့ ကာဗာမှာဆိုလာပန်နဲ့ကတ်ထားပေးတဲ့ဘောဗျာဆိုတော့ဒီကာဗာဖြုတ်ထားမယ်ဆိုရင်ဒီဖုန်းကပုံမှန်လိုပဲဆိုတော့ဒီကာဗာတက်ပြီးတော့သုံးပါအခုကျွန်တော်ပြထားတဲ့အတိုင်းပေါ့နော်သူ့ရဲ့ဘေးပေါင်မှာအဲ့ပင်တစ်ခုရှိရယ်အဲ့ပင်တစ်ခုကနေပြီးတော့ electricity ကစီးပြီးတော့ဒီသူ့ရဲ့ battery ကို charging လုပ်မှာပေါ့အဲ့ကာဗာထဲမှာသူ့အတွက်တည်တံ battery မပါသလိုကျွန်တော်တို့ဒီကာဗာသုံးဖို့အတွက်လည်းအမြဲတမ်းအဲ့ကာဗာကြီးကိုအားသွင်းရတော့ဘာလို့မရှိဘူးဖုန်းမှာဒီတိုင်းကောက်တက်လိုက်တာနဲ့သူကသူ automatic အလုပ်လုပ်ပြီးသားပဲပေါ့နော် okay နောက်ထပ်ဖုန်းတစ်လုံးကကြာတော့ကျွန်တော်တို့ realme ultra ဆိုတဲ့ဖုန်းများဒီဖုန်းကဘာလဲဆိုတော့ကျွန်တော်တို့1 inch sensor ကြီးကို အာတာမန်လိုကျွန်တော်တို့ဖုန်းလေလိုမျိုးမတုံခက်မတုံးမဲနဲ့သူကဟိုလန်စီတကယ်လန်ကြီးတက်ပြီးတော့သုံးပါအဲကင်မရာရိုက်လို့ရမယ်ဖုန်းများကျွန်တော်တို့ရိုးရိုးဝိုင်းစင်တာပါတဲ့ဖုန်းနေလဲဘာကွာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းနေမှာကဝိုင်းစင်တာကြီးထည့်သုံးတာရယ်ဆိုရင်လဲတို့ရဲ့ဒီထိတ်မှာတက်ထားတဲ့လန်စီတွေကတေးတေးလေးတွေဗျာပြီးွားရင်ဒါတွေကဟို optic ရယ်ဆိုရင်တော့မှ plastic တို့ဒါမှမဟုတ် hybrid တို့အဲအဲ့လိုမျိုးဟာလေးသုံးတာဟိုကကြောင့်တကယ်လန်အစစ်အကြီးကြီးကိုတက်ပြီးတော့သုံးပါကင်မရာရိုက်လို့ရမှာအဲ့ဒါကြီးဖြုတ်ထားမယ်ဆိုရင်တော့ဒီဖုန်းကကင်မရာရိုက်လို့ရမှာမဟုတ်ဘူးအဲ့ဒါမျိုးကိုလဲ Xiaomi က 12s Ultra မှာတော့တစ်ခေါက်ချပြ အဲဘူးရယ်ပေါ့နော်အဲတော့ငါရှောင်းမီကလောက်ထားတဲ့ဒီသူက specialized lens ဆိုရင်အခု तू တက်ပြရတဲ့ lens တွေနဲ့မဆိုင်ဘူးများအဲကောင်ကကျတော့တတ်တတ်လောက်ထားဖြစ်တဲ့အတွက်ဒီထက်လက်ပို့ပြီးတော့ပေးတယ်အခု realme ရဲ့ concept ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဖုန်းပါပါပေါ့နော်ဖုန်းလိုမျိုးခပ်ပါပါ body နဲ့သူ့ရဲ့ lens ရဲ့တကယ်လို့ ratio ကြီးကတိတ်ပြီးတော့ဟိုဘယ်လိုလဲလက်တွေမဆန်တဲ့အတွက်ဒါကြီးကဟိုနည်းနည်းပေါ့နော်သုံးလို့ကောင်းတဲ့ concept လို့တော့ကျွန်တော်တို့မထင်ဘူးအားကြောင့်မို့လဲ xiaomi ကဒီ project ကို သူတို့ abandon လုပ်လိုက်တာကြာပြီလို့မြင်တယ်ပေါ့နော် realme ကလည်းဒီဖုန်းကိုသူတို့ develop လုပ်နေတာနှစ်နှစ်လောက်ရှိပြီလို့ပြောပါတယ်နောက်ဆုံးပြောချင်တဲ့ဖုန်းအကြောင်းကကြတော့ Xiaomi 15 concept အဲသူ့ရဲ့ modular lens နဲ့ laser lens ဆိုတဲ့အကြောင်းပါကျွန်တော်မြင်မှုသမျှ concept ဖုန်းတွေထဲမှာ practical အကျဆုံးလက်တွေ့အဆန်ဆုံးလို့ပဲပြောချင်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုး concept တွေကဘယ်တော့မှ consumer level ကိုတခါမှရောက်လာဘူးတာမရှိပါဘူးကျွန်တော်တို့ Mr. Who's the Boss ရဲ့အဲဒီ concept ဖုန်းရဲ့ပေါ့နော် review video ကိုတွားကြည့်မယ်ဆိုရင်ဒီကောင်းရဲ့ video quality ကပြန်ရလာတဲ့ bokeh effect နဲ့ဒါသူ့ရဲ့ဒီ double fee က ကျွန်တော်တို့တာမန်ဖုန်းတွေကရတဲ့ဟိုတည်ရနာ software ကလုံးယူရဲ portrait video mode နဲ့ဘာမှမဆိုင်ဘူးဗျာအဲကျွန်တော်အခုဒီမှာသူရှင်းပြရဆို iPhone နဲ့အဲ့ဒီ modular lens ရိုက်ထားတဲ့ဟာပေါ့နော်ဟိုဟာကြီးကတက်တက်ကြီးလုံးယူမှန်းတိပြီးတော့ bokeh ကတည်ရမလားဟိုသူ့ဘာသူဖြစ်နေရမဟုတ်ပဲနဲ့ဗျာအတူတူမှာမျိုးလုံးကနေကိုတိတာနေအဲ့လိုမျိုးတွေကွာွားတယ်ဗျာဆိုတော့ဒီကောင်းရဲ့ quality က ဟိုဘလောက်ပဲပေါ့နော်ဟိုကောင်းတယ်ပြောပေမဲ့လည်းကျွန်တော်တကယ်ဟို dance အကြီးလိုမျိုးမဟုတ်တဲ့အတွက်သူက kiss land လောက် quality ကတော့အ ਨੇ ဆုံးတော့ပြင်ရနိုင်တယ်ဒါဖုန်းပေါ်မှာရတဲ့ဟာဗျာအဲ့လိုပို့ပြီးတော့ကောင်းရတဲ့အကြောင်းရင်းကဒီကောင်းရဲ့ sensor site ကအများကြီးပို့ပြီးတော့ကြီးတယ်အခု Xiaomi 15 Ultra မှာပြောနေတဲ့1 inch sensor ထက်နှစ်ဆပို့ပြီးတော့ကြီးတယ် 4x3 sensor ပြီးွား100 megapixel နဲ့လာတယ်ပြီးွားသူကအခုလိုမျိုး manual focus လည်းချိန်ပြီးတော့သုံးလို့ရသေးတယ်ဒီကောင်းရဲ့ data transfer speed က10 gigabyte per second ရှိတဲ့အတွက်ကျွန်တော်တို့ဒီကောင်းကိုဖုန်းမှာတက်ပြီးသုံးတဲ့အချိန်မှာတခြားဟိုတက်တက်ပေါ့နော် bluetooth device တစ်ခုလို wifi device တစ်ခုလို့တက်ပြီးတော့သုံးရတယ်မတူဘဲနဲ့ 查的嘛。 ဖုန်းနဲ့ပေါ့နော်ဒီကင်မရာနဲ့ဂျာထဲမှာ interaction ကလုံးဝဒီလေးစက္ကန့်နေရှိမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဖုန်းအခုဓာတ်ပုံရိုက်လိုက်ပြီအပြီးွားရင်သူ့ရဲ့အဲ့ရိုက်လိုက်တဲ့ပုံကချက်ချင်းကျွန်တော်ရဲ့ဖုန်းရှုပ်ရတဲ့ထားမှာအဲ့လေးဇာလင်းကနေတဆင့်တွားပြီးတော့ save လုပ်တာဗျာဆိုတော့ကျွန်တော်တို့ view finder ကနေပဲဓာတ်ရိုက်ကြည့်ကြည့်ပြီးွားရင်ကျွန်တော်ရိုက်ထားတဲ့ပုံကို gallery ထဲဥပဲချက်ချင်းဝင်ကြည့်ကြည့်ဂျာထဲမှာလုံးဝဒီလေးစက္ကန့်ရှိတာမဟုတ်ဒါကအခုကျွန်တော်ပြထားတဲ့ဒီ band review ရဲ့သူ့ရဲ့ video မှာတွေ့နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ band review ကပြောရတဲ့ဇာကားမှာဆိုရင်သူကတော့ဒီကောင်က concept ဖုန်းဆိုပေမဲ့သူ့တော်ကတော့လုံးဝ ready to use ဖြစ်နေတဲ့ concept လို့ခံစားရတယ်ပေါ့ဗျာဒါပေမဲ့ မဲ့လည်း Xiaomi ကဒီကောက်ကိုထုတ်မရမယ့်အကြောင်းရင်းကတော့သူ့ဘာနဲ့သူရှိနေသေးရဲ့။ဘာလဲဆိုတော့ဒီ laser link technology ပါတဲ့အတွက်ဒီဖုန်းက IP68 မရတော့ဘူး။ပြီးွားရင်ကျွန်တော်တို့ဒီ lens ကို တက်ပြီးတော့သုံးရတဲ့အချိန်မှာ Xiaomi 15လိုမျိုးဒါ battery size လေးနဲ့ပို့ပြီးတော့အားကုန်တာတွေဖုန်းပို့ပူတာတွေဖြစ်နိုင်တယ်ပြီးွားရင် Xiaomi ကဒီ lens ကိုထုတ်လုပ်ရတဲ့ကုန်ကျစရိတ်ကအခုချိန်မှာအများကြီးကြီးနေလို့ပြောတယ်ဘယ်လောက်ထိကြီးနေလဲတော့မပြောဘူးပေါ့ဗျာတန်လိုက်ကခိုင်မမလားတော့ lens ကအများနဲ့တန်ရှင်းလုံးနေရမှာပေါ့ lens ကြီးပြောက်သွားရင်ဘယ်လိုလုံးမလဲပို့ဝယ်ရတာဈေးထပ်ပြီးတော့ဝယ်ရဈေးကပို့ပြီးတော့ကြီးအောင်မှာပဲ battery ကလည်းအဲ့လောက်ခံမမလားဆိုတော့ concern တွေကလူတိုင်းမှာတော့ရှိရပြဆိုတော့ကျွန်တော်တွေးတာကခြားတော့ အကယ်၍ဒီကောင်းရဲ့ဈေးကသာတက်တာမယ်ကျွန်တော်တို့ပြန်ရတဲ့ quality ကလည်းဆွမ်းက kiss land တွေလောက်ရှိမယ်ဆိုရင်တော့ဒါဝယ်ရတာတန်တယ်မဟုတ်ဘူးအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့သူ့ရဲ့ဈေးကကျွန်တော်တို့တကယ် lens တစ်လုံးရဲ့ဈေးလောက်သွားပြီးတော့တူနေမယ်ဆိုရင်တော့ဘာလို့တော့မှလည်းပြန်သိရမလဲကျွန်တော်ကိုယ်တိုင်ဆိုရင်လည်းလုံးဝအဲ့ဒီ camera အစစ်ကြီး body ပဲဝယ်လိုက်ပြီးတော့ lens ပဲတက်ပြီးတော့သုံးတော့မှာပေါ့ပြီးတော့အခုတို့ချပြတဲ့ Xiaomi 15 concept လို့မျိုးဟိုလက်တွေဗျာဖုန်းပေါ်မှာသုံးလို့ရတဲ့ camera သုံးလို့မျိုးဆက်တက်ကြီးပါနေတာဒီ lens ကြီးကိုတက်တက်ထုတ်ရောက်မြန်ရင်လည်းတချို့လူတွေကဟိုကင်မရာကိုအရန်ကြီးတုံးကြတာမဟုတ်တဲ့အတွက်အဒီကင်မရာလောက်နေလေရငါဒါကြီးဝယ်ဖို့မလိုပ ပါဘူးဆိုရင်ကျွန်တော်တို့ ထင်တယ်ဒီအကောင်ကြီးကရောင်းရမှာမဟုတ်တော့ဘူးလူတိုင်းကလည်းအဲ့ဒါကြီးကိုတတ်တက်ကြီးပတ်စံအပိုထောက်ကုန်ပြီးတော့ဝယ်မှာမဟုတ်တော့ဘူး။ရှောင်းမီကိုယ်တိုင်ဆိုရင်လည်းဒီ technology က ready to use ဖြစ်နေတယ်ဆိုပေမဲ့အခုလိုမျိုး concern တွေရှိနေလို့ထုတ်မရောက်ဘူးလို့မြင်တယ်ဗျာ။ဘာပဲဖြစ်ဖြစ်ပုံထွက် quality ကိုဦးစားပေးမဲ့သူကကြတော့လေတကယ်ကင်မရာအစ်စ်ပဲဝယ်ပါဗျာ။တချို့ကင်မရာတွေဆိုရင်ကျွန်တော်တို့ ultra phone တွေလောက်တောင်မပေးရဘဲနဲ့အဲ့ဒီ phone အဲ့ ultra phone တွေကကင်မရာထက်ပိုကောင်းတဲ့ကင်မရာတွေအများကြီးရှိရဲ။ဒါပေမဲ့တချို့လူတွေကကြတော့လေဒါပုံထွက်ကလှရုံလောက်လေးဆိုရင်ဒီလိုမျိုးပေါ့နော်။တွားလေရတဲသွားလို့ရတဲ့ phone ကင်မရာကိုမှတ်ကြရတယ်တဘာပါပဲ။ဆိုတော့ဒီ lens ရဲ့ concept ကဂျားထဲမှာပေါ့နော် ဟိုကျွန်တော်တို့လိုပေါ့လည်းနဲ့ gadget တွေကို crazy ပို့ဖြစ်တဲ့အဲ့လိုအထူးသန်း gadget တွေကိုဝယ်ရတာကြိုက်တဲ့သူတွေအတွက်ဒါတက်တက်ကြီးဟိုဈေးကွက်တစ်ခုဖြစ်သွားမယ်လို့ထင်တယ်ဗျာဆိုတော့ကတိကရလည်းပို့ပြီးတော့များမယ်အဲ quality ကလည်းအများကြီးပုံမကောင်းဈေးကလည်းပူကြီးွားမယ်ဆိုရင်တော့ဒီကောင်ကဈာထဲမှာဈေးကွက်ပြောက်မယ်လို့ထင်တယ်ဗျ။ဘာပဲဖြစ်ဖြစ်ပါဖုန်းပေါ်ကဒီလိုမျိုးကင်မရာ software ကြီးကိုအဲ့လို lens အကြီးတွေပေါ်တင်လာနိုင်မယ်ဆိုရင်တော့အဲ့ဒီကနေပြန်ရလာမယ်ပုံထွက် quality ကလည်းတေချာကျင်ကြတော့ကောင်းနေမယ်လို့ထင်ပါတယ်။